50ရာနေ85မီလီမီတာအတွင်းတိုင်းလို့ရတယ်မိုက်ခရိုမီတာလေးရဲ့0 setting ချပုံချာနီးလေးပြောပြမယ်ဒါမိုက်ခရိုမီတာနဲ့တူပါလာတဲ့စတီချောင်းလေးသူက50မီလီမီတာရှိတယ်လို့ပြောတယ်ဒါ0 setting ချတဲ့ tools လေးအဲ့တော့သူပါလာတဲ့50မီလီမီတာစတီချောင်းလေးကိုတကယ်50မီလီမီတာအတိအကျရှိမရှိဒါလေးကိုအတင်းအရင် ဘာနီယာကလေပါလေးနဲ့စစ်ကြည့်လိုက်မယ်ဘာနီယာကလေပါလေးနဲ့စစ်ကြည့်လိုက်တဲ့အခါမှာသူတကယ်တကယ်ပဲသူသူ50မီလီမီတာရှိမရှိပေါ့နော်ဟော50မီလီမီတာမှာပြနေပြီဒါလော်လေးလုံလိုက်မယ်ကြည့်လိုက်တဲ့အခါမှာဟုတ်တယ် တစိတ်ကို30မီလီမီတာနှစ်စိတ်ဆို20 30စိတ်30မီလီမီတာ40စိတ်40မီလီမီတာ5စိတ်နဲ့၃ညာလေးနဲ့တန်းနေပြီဖြစ်တဲ့အတွက်ဒါ50မီလီမီတာစတီးချောင်းလေးအစစ်ဆိုတာအတိအကျပဲเนาะအဲ့တော့သူဒီလော်လေးပြန်ပြီးမယ်ပြန်ပြီးပြန်ဆုပ်လိုက်မယ်ဟုတ်ပြီဒီ50မီလီမီတာစံစတီးချောင်းလေးကိုဒီမိုက်ခရိုမီတာ50နဲ့ မီလီမီတာနဲ့85မီလီမီတာကြားတိုင်းလို့ရတယ်မိုက်ခရိုမီတာလေးသူ့ရဲ့0 setting မှန်မှန်မှန်အရင်ဆုံးစစ်ကြည့်မယ်0 setting မှန်မှတိကျတဲ့အဖြေကိုရမှာဖြစ်တယ်အဲ့တော့ဒီမှာထည့်ပြီးတော့ဒီဘက်ကနေဖြည်းဖြည်းလေးလှည့်မယ်အနားရောက်လာပြီဆိုရင်ဒါတော့မသုံးတော့ဘူးဒီဘက်ကအားလေးနဲ့လှည့်မယ်ဟုတ်ပြီနော် ရစ်ချက်တန်လေးကြားရင်ရက်လိုက်မယ်သူကအဲ့ဒါရစ်ချက်တန်လေးကြားပြီဒီမှာလဲ50မီလီမီတာအချောင်းလေးလဲအဲထိနေပြီရစ်ချက်တန်လေးကလည်းဒါကြားပြီရစ်ချက်တန်လေးကြားပြီဆိုတော့အဲ့ဒီအချိန်မှာကြည့်ရမယ်ဘာကိုကြည့်ရမလဲဆိုလို့ရှိရင် ဒီမြင်တဲ့ဒီ line လေးနဲ့ဒီတုံညာနဲ့တန်းနေလားမတန်းဘူးเนาะတစိမ့်နှစ်စိမ့်နှစ်စိမ့်ကြော်ကြော်မှာပဲသွားပြီးတော့ဖြစ်နေတယ်တန်းနေတော့သွားတွေ့ရတယ်တုံညာနဲ့မတည့်နေတည့်မနေဘူးတုံညာနဲ့တည့်မနေဘူးဒီ90မီလီမီတာဆိုတော့တော့ဒီအဲ့တော့ဒီမိုက်ခရိုမီတာလေးကဘာလို့ရမလဲဆိုလို့ရှိရင်0 setting ပြန်ညှိပေးရမယ်သူ0 setting ပြန်ညှိပေးရမယ် ဟုတ်ပြီเนาะသူ0 setting ပြန်ညှိပေးရမယ်အဲ့တော့သူ့ကိုဘယ်လိုညှိမလဲမတည့်ဘူးเนาะသူကဒစိမ့်နှစိမ့်လောက်ဟောဖြစ်နေတယ်အဲ့တော့ဒီဟာကိုအရင်ဆုံးဒီမိုက်ခရိုမီတာကိုဒီနာကို lock လုပ်လိုက်မယ်သူ့ကို lock လုပ်လိုက်မယ်ဒီလို lock လုပ်လိုက်မယ်ဟုတ်ပြီเนาะ lock လုပ်ပြီးတဲ့အခါမှာသူ့ကိုအသေးစားဒီလို까요မယ်까요ပြီးသူပါလာတဲ့2 screen နဲ့ဒီ2 screen နဲ့ ဒီ tools လေးဟာဒီနောက်မှာအပေါက်ကလေးရှိတယ်နော်ဒီနောက်မှာအပေါက်ကလေးရှိတယ်ဒီလိုပြမယ်ဆိုရင်ဒီမှာနောက်မှာအပေါက်ကလေးရှိတယ်နော်အဲ့ဒီပေါက်ကနေဒီ tools လေးရထိတ်နဲ့ချိတ်လိုက်မယ်ဟုတ်ပြီချိတ်ပြီးလို့ရှိရင်ဒီ tools လေးနဲ့ဟိုတုံညာနဲ့ဟိုမြင်းလေးနဲ့တန်းအောင်မလုပ်လိုက်မယ်လဲပေးရမယ်နော်အဲ့လဲပေးရမယ်လဲပေးမယ် ုံညာနဲ့အမြင်လေးနဲ့တောင်းလဲပြီးမယ်ဟုတ်ပြီနော်ဒူးလေးပြန်ထည့်မယ်ဒူးလေးပြန်ထည့်မယ်ဒူးလေးထည့်ပြီးတဲ့အခါမှာတုံညာနဲ့မြင်းလေးနဲ့တန်းအောင်လဲချလိုက်မယ်အောက်ကိုအားလေးတော့နည်းနည်းထည့်ရမယ် ဘိုက်ခုံမှာထည့်ပြီးတော့ညှက်ပြီးတော့ချရင်ပို့ပြီးတော့နည်းနည်းလေးလွယ်တယ်အဲနည်းစင်းသွားပြီเนาะတွေ့တယ်เนาะဟုတ်တယ်ပြည်ပြည်စင်းသွားပြီအိုးနည်းနည်းလေးများသွားရေเนาะနည်းနည်းများသွားရင်နည်းနည်းလေးများသွားရင်ပြန်တင်မယ်နည်းနည်းများသွားရင်ပြန်တင်မယ်ပုံနည်းနည်းပြန်တင်မယ်เนาะနည်းနည်းလေးနည်းနည်းလေးလိုသေးတယ်ဒီဘက်ကပြန်တင်တာ အဲနည်းနည်းလေးနည်းနည်းလေးများသွားသေးတယ်နော်နည်းနည်းလေးများသွားသေးတယ်ဟုတ်ပြီနည်းနည်းလေးပဲလှည့်ရအောင်အဲနည်းနည်းလေးပဲလှည့်ရမယ်နော်နည်းနည်းလေးနည်းနည်းလေးပဲလှည့်ရမယ် အဲ့လိုတုံညာနဲ့ဟိုဘက် line လေးနဲ့တန်းအောင်နည်းနည်းလေးလူသေးတယ်နည်းနည်းလေးလူသေးတယ်တန်းကနီးနေပြီเนาะနည်းနည်းလေးတီးကြလေးအဲအမှဆိုရင်တုံညာနဲ့ဟို line လေးနဲ့ တန်းသွားပြီဒီဘက် line လေးနဲ့ဒီတုံညာနဲ့တန်းသွားရင်ဒါ0 setting မှန်သွားပြီ0 setting မှန်သွားပြီဒီကောင်လည်းပါလဲ50 mm 50 mm စံသူကပေးထားတဲ့ sti ချောင်းလေးအဲ့တော့ဒီမှာတုံညာလေးနဲ့ဒီဒီဘက် line လေးနဲ့တန်းသွားပြီဒါဆိုရင်50ကနေပြီးတော့85 mm အတွင်းတိုင်းတဲ့ micrometer လေးရတာ0 setting မှန်သွားပြီလို့ပြောလို့ရပြီเนาะဒါဆိုရင်တိုင်းလို့ထွက်လာမဲ့အဖြေတွေကဒါအတီးကြထွက်လာမှာဖြစ်တယ်အဲ့တော့ဒီမိုက်ခရိုမီတာလေးကိုဝယ်ရင်ဒါ0 setting လုပ်တဲ့ tools လေးပါလာလိမ့်မယ်เนาะဟိုတော့ byte ခုံမှာညှက်ပြီးတော့လုပ်ရင်ပို့ပြီးတော့တင့်တော်ပါတယ်ယေရှုက like and subscribe လေးလုပ်ပေးပါဦး